Number 16. Triangle ABC is inscribed in a cycle. Triangle ABC ဒီစောက်ဝိုင်းတစ်ခုအတွင်းကြာရောက်နေပါတယ်။အဲ့တော့ဆရာတို့စောက်ဝိုင်းတစ်ခုဆွဲတယ်။စောက်ဝိုင်းအတွင်းမှာ Triangle ABC ကိုကြာရောက်ဆွဲလိုက်ပါတယ်။ Straight lines are drawn through B and C. မြင်းပြောင်းများကို B နဲ့ C ကိုဖြတ်ပြီးတော့ဆွဲရမှာဖြစ်ပါတယ်။အဲ့တော့ B နဲ့ C ကိုဖြတ်ပြီးမြင်းပြောင်းတွေဆွဲရမယ်။ ဲ့ဒီမြင်းပြားတွေဘယ်လိုဆွဲရမလဲဆိုရင် parallel to CA and BA respectively CA နဲ့ BA တို့ကိုအတီးအီးပြန်အောင်ဆွဲရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော် CA နဲ့အပြိုင် B ကိုဖြတ်ပြီးဒီကြောင်း BA နဲ့အပြိုင် C ကိုဖြတ်ပြီးဒီကြောင်းဆွဲလိုက်ပါတယ် straight line နဲ့ကြောင်းအဲ့ဒီဆွဲလိုက်နှစ်ခုက to meet the tangent at A and D and E A နဲ့ရှိတဲ့ဝန်တီမြင်နဲ့ဆုံးမယ်။ ဆောင်းတဲ့ခါမှာဘယ်လိုအမှတ်ပေးလိုက်လဲဆိုရင် D နဲ့ E ဆိုပြီးပေးလိုက်ပါတယ် prove that DA by AE equal to AB by EC equal to AB square by AE square နဲ့ညီကြောင်းဒီအကျိုးသုံးခုကိုတက်တည်ပြရမှာဖြစ်ပါတယ်အဲ့တော့ given အနေနဲ့ triangle ABC is inscribed in a cycle BD parallel CA BA parallel CE D A E S တန်ကြာ at A proof နေနဲ့ D A by A E equal to AB by EC equal to AB square by AC square ဖြစ်ကြောင်း ပြရမှာဖြစ်ပါတယ်။အဲ့တော့ပရမအောင်ဆုံးသတိပြချက်အနေနဲ့ triangle DAB နဲ့ triangle AEC ဒီ3ကနှစ်ခုကိုတန်းသူကြောင်းအရင်ပြမှာဖြစ်ပါတယ်။အဲ့တော့ပရမတဲ့ဇွဲက alpha နဲ့ alpha 1နဲ့ညီပါတယ်။ဘာကြောင့်လဲ? BD နဲ့ CA နဲ့ပြိုင်တဲ့တနည်းပြောရင်သူတို့က corresponding angles လိုက်ဖတ်တာလေးပေါ့ပြီးရင်နောက်တောက်တုံဆောင်က beta နဲ့ beta 1နဲ့ညီတယ်ဒါကြတော့ BA နဲ့ CE နဲ့ပြိုင်တဲ့သူဒီလဲ corresponding angle လိုက်ဖတ်တော့ဖြစ်လို့ညီပါတယ်အဲ့တော့ဒီ3ကနှုတ်က AA similarity ရတဲ့ရန်တူတယ်ဒါကြောင့်မို့3ကနှုတ်ကတရန်တူလို့ရှိရင်လိုက်ဖတ်တော့တွေ့တယ် လိုက်ဖက်အနာတွေရဲ့အချိုးတူတယ်ဆိုတော့မှန်ကန်ချက်တွေအရဒီမှာလိုက်ဖက်အနာအချိုးနှစ်ခုဖြစ်တဲ့ DA by AE equal to AB by EC ဆိုတော့အချိုးနှစ်ခုညီတာယူလိုက်ရင်ဆရာတို့ဒီနှစ်ခုညီတာကိုရပြီဖြစ်ပါတယ်အဲဒါကိုဆရာတို့ equation 1လို့ယူလိုက်ပါတယ်နောက်တစ်ခါဒုတိယဘယ် triangle နှစ်ခုကိုတရားတူအောင်ပြရမလဲဆိုရင် triangle ABC ဆိုတော့ triangle နဲ့ triangle CAE ဆိုပြီးတော့ဒီ three ခန်းကူကိုတရံသူကြောင်းပြရမှာဖြစ်ပါတယ်အဲ့တော့ဒီ three ခန်းကူမှာဘာတွေတူလဲဆိုတော့ theta နဲ့ theta 1ဘာကြောင့်လဲ BA နဲ့ CE ပြန်လို့ဒီနည်းပြောရင် alternating angle သမတတ်သားတွေဖြစ်တာ哦နောက်တော့ဆရာတော့ alpha 2နဲ့ alpha 1နဲ့ညီတယ်သူကကြတော့ chapter 8မှာတည်ခဲ့တဲ့ tangent နဲ့ cot ကြာရှိတော့က ၎င်းကဲမင်းနဲ့ဂျင်းဆိုင်တောင်းနဲ့ညီတယ်ဆိုတဲ့အမှန်ကန်ချက်ကိုသုံးလိုက်တာဖြစ်ပါတယ်။အဲ့တော့ level တောင်းနှစုံညီတဲ့အတွက်ကြောင့် AA တရံသူ C မြတရံသူတွေအဲ့ဒီမှာသတိထားခေါ်ရမှာကဒီမှာကြတော့ဆရာတော်က CAE လို့ခေါ်တယ်ဟိုမှာကြာက AEC လို့ခေါ်ရတယ်ဆိုတာဒီမှာ triangle ABC နဲ့ light ဖက်အောင်ခေါ်ရတာမို့လို့ပါဒီမှာဆရာတို့ကြည့်ကြည့်ပါ triangle ABC ဆိုရင် theta ရဲ့ alpha ရဲ့ကျန်တဲ့တောင်းဒါဆိုရင်ဒီဘက်3ကောင်ခေါ်ရခါမှာလဲ theta ရဲ့ alpha ရဲ့ ကြံတောက်ဆိုရင်ဘယ်လိုခေါ်မှာလဲဆိုရင် CAE လို့ခေါ်မှာရမှာဖြစ်ပါတယ်။ဂျာတို့ဒီလိုခေါ်တဲ့အမှတ်ကလည်းမှားနေဂျာတို့ဂျူမဲ့အချိုလည်းမှားသွားနိုင်ပါတယ်။ဒါကြောင့်မို့ခေါ်တဲ့အခါမှာသတိထားပြီးခေါ်ဖို့အရေးကြီးပါတယ်။အဲ့တော့သတိကနှခုသဏ္ဍန်တူတဲ့အတွက်ကြောင့်ဂျာတို့ရတဲ့မှန်ကန်ချက်ကလိုက်ဖက်အနာရရဲ့အချိုတူတယ်။အဲ့ဒီမှာ AB by CA နဲ့ AC by CE ညီပါတယ်။သူတို့နှစ်ခုဆရာ ဂိန်းတွေကေလို့ဒီလိုက်ပါတယ်ဒီကနေဆရာဘယ်လိုလုပ်မလဲဆိုရင်ပရမအချက်အနေနဲ့ဆရာဒီအချုံတစ်ခုမျှောက်မယ်ဆိုပါလို့ဒီအချုံတစ်ခုမျှောက်လို့ရှိရင် AB ဘိုင်း C ရလဲဂိန်းနဲ့ညီရယ် AC ဘိုင်း C ရလဲဂိန်းနဲ့ညီမှာမို့လို့ကေကိုနှစ်ခါမျှောက်တော့တယ်အတူတူပဲပေါ့ဒါတစ်ချက်နောက်တစ်ချက်ကဒီပရမတချို့ကိုပဲဆရာကဘယ်နဲ့ထပ်တင်လိုက်မလဲနှစ်ထပ်တင်လိုက်မလဲအဲ့တော့သူ့ကိုနှစ်ထပ်တင်ရင် K ကိုလည်းနှစ်ထပ်တင်ရမှာမို့လို့ AB square by C square K square အဲ့တော့ဒီမှာဆိုရင်လည်း CA နဲ့ AC နဲ့ကြည်သွားလို့ရှိရင် AB ဘိုင်း CE က K ဆွဲနဲ့ညီသွားမှာ ဖြစ်တယ်အဲ့တော့ AB ဘိုင်း CE ကလည်း K ဆွဲနဲ့ညီတယ် AB ဆွဲဘိုင်း CA ဆွဲကလည်း K ဆွဲနဲ့ညီတာမို့လို့ဒီအကျိုးတစ်ခုညီပါတယ်အဲ့တော့အဲ့ဒါကိုဆရာတို့တူးလို့ပေးလိုက်တဲ့အခါမှာ1နဲ့2ရဘုံအနေနဲ့ AB ဘိုင်း EC နှစ်ခုလုံးပါတာမို့လို့ဒီအကျိုး၃ခုစလုံးညီသွားမှာဖြစ်ပါတယ် ဲ့တော့ equation 1နဲ့2ရဆရာတို့လိုချင်တဲ့အဖြေကိုရပါပြီဖြစ်ပါတယ်နံပါတ်70 in triangle abc ဒီက abc မှာ ad and be are the altitudes ad နဲ့ be တို့ဟာ audio juice အမြင့်မြင့်များဖြစ်ကြပါတယ်။အမြင့်မြင့်ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့သက်ဆိုင်ရာထိဆုံမားကနေပြီးတော့မျက်နှာရှင်တဲ့အနာကိုတောင်းမကြဆွဲရမှာဖြစ်ပါတယ်။ if area of triangle dec equal to 3 by 4 area of triangle abc ဒီကံ DEC ဒီကံ DEC ရဖို့တဲ့ဒီမှာ D နဲ့ U ဆက်ရပါမယ်။ဒီကံ DEC ရဲ့ area ဒီ တတိယ ABC ဆိုတော့တတိယအကြီးရဲ့ area ရဲ့သုံးဖို့တပုံနဲ့ညီပါတယ် prove that သတိပြပါ angle ACB equal to 30 degree ဟောဒီတော့လေးဖြစ်ပါတယ် angle ACB က30 degree ဖြစ်ကြအောင်သတိပြခိုင်းတာဖြစ်ပါတယ်အဲ့တော့ဆရာတို့ given အနေနဲ့ triangle ABC မှာ AD perpendicular BC BE perpendicular AC area of triangle DEC equal to 3 by 4 area of triangle ABC proof အနေနဲ့ဆရာတို့က angle ACB equal to 30 degree ဖြစ်ကြောင်းသတိပြခိုင်းတာဖြစ်ပါတယ်အဲ့တော့ angle ACB 30 degree ဖြစ်ဖို့အတွက်ဆရာတို့စဉ်းစားရတဲ့အခါမှာသူရဲ့ given ကိုကြည့်တဲ့အခါမှာ area of triangle DCE ကိုဒီဘက်လက်စားလိုက်ရင်ဒီမှာ area of triangle ABC လက်စားခြင်းဒီ 3 and 4နဲ့ညီတယ်ဆိုတော့ page ချက်ရှိပါတယ်အဲ့တော့ဒီ page ချက်ကိုအသုံးပြုဖို့အတွက်ဆိုရင်ဒီ triangle တစ်ခုကပရမအုပ်ဆုံးနေတဲ့ဆရာတို့တရံသူအောင်လှုပ်ဆောင်มาဖြစ်ပါတယ်ပရမအုပ်ဆုံးတရံသူအောင်လှုပ်ဆောင်မယ်အဲ့ဒီကနေပြီးတော့မှဆရာတို့လက်ဖန်နာအချိုးတွေနှစ်သက်ကိန်းနဲ့ညီတယ်ဆိုတော့အမှန်ကန်ချက်အသုံးပြုတဲ့အခါမှာရှားလို့ကျင်တဲ့အဖြစ်နဲ့နီးစပ်မှုရှိဆုံးအနာရဲ့အချိုးကိုရှားလို့ခေါ်มาဖြစ်တဲ့အခါမှာ ဒီမှာဆိုရှားတို့ DC square ဘိုင်း AC square ခေါ်လိုက်လို့ရှိရင် DC ဘိုင်း AC ရလာမှာဖြစ်ပါတယ်။အဲ DC ဘိုင်း AC ဆိုတဲ့အနာအချိုးရရင်ရှားလို့ရှင်တဲ့တောက်ကို trigonometric ratio သုံးပြီးရှားလိုက်လို့ရှိရင်လိုချင်တဲ့အဖြေရလာမှာဖြစ်ပါတယ်။အဲ့တော့ပရမအုပ်စုံနေနဲ့ triangle DEC နဲ့ triangle ABC ကိုတရံသူအောင်အရင်စပြီးပြုလုပ်မှာဖြစ်ပါတယ်။အဲ့တော့ triangle DEC နဲ့ triangle ABC လို့ခေါ်ရမှာဖြစ်ပါတယ်။ဘာကြားလဲဆရာတို့ကြည့်အောင်ဒီမှာ angle C angle C ကတော့ common angle ပေါ့ပုံသားဖြစ်ပါတယ်။ဒီမှာခွဲပြီးဖော်ပြထားသလိုမှာလည်းဖော်ပြထားပါတယ်။အဲ့တော့ line path တောက်တစုံတော့တူပြီးနောက်တစ်စုံဆရာတို့ရှာကြတဲ့အခါမှာဒီပုံမှာကြည့်တဲ့အခါမှာဟာဒီ darling ကတောင်းမှန်ဖြစ်နေပါတယ်။တောင်းမှန်ဖြစ်လို့ဆိုကြ90 degree ပေါ့။အဲ့တော့ဒီနေရာလေးကဒါလေးပြတော့ဖြစ်ပါတယ်။ အဲ့တော့ဒီလက်ပြတော့မှာဒီထိတ်စွန်တောင်းတစ်ခုညီလို့ရှိရင်အဲ့ဒီလက်ပြရဲ့ထိတ်စွန်တွေဖြစ်တဲ့ A B D E ဟာ cycle ဖြစ်မှာဖြစ်ပါတယ်။သူကဆောက်ဝိုင်းတွင်ကြစုခံဖြစ်လို့ရှိရင်အနာသနာကနေဆက်ဆွယ်ဖြစ်ပေါ်လာတဲ့အပြင်တော့ဒီ၎င်းအတွင်မြင့်တဲ့ခြင်းဆိုင်တောင်းနဲ့တူပါတယ်။အဲ့တော့ဆရာဒီမှာဟောဒီတောင်းတစ်ခုတူပါတယ် alpha နဲ့ alpha 1ပေါ့။အဲ့ဒီမှာလည်းပြီးလာတဲ့ alpha နဲ့ alpha 1တူတယ်။ဒါဆိုရင် level တောင်း နှစ်စုံတူတာမို့လို့ AA similarity ကဒီတရိကနှုတ်ကတရံတူမှာဖြစ်ပါတယ်ခေါ်တဲ့အခါမှာလည်းအမှတ်တွေကို live ပေါအောင်ခေါ်ဖို့ရည်ကြည်ပါတယ်ဒီမှာ triangle DEC F ရဲ့ဂျန်နေတော့ရဲ့ဘုံတော့ရဲ့အဲ့တော့ဟိုဘက်တရိကမှာဆိုရင်လည်း F ရဲ့ဂျန်နေတော့ရဲ့ဘုံတော့ရဲ့ဆိုတော့ triangle ABC ပေါ့အဲ့တော့ကျွန်တော်ခေါ်မယ်တရိကနှုတ်က DEC နဲ့ ABC ဆိုပြီးတော့မှန်ကန်စွာခေါ်มาဖြစ်ပါတယ်အဲ့တော့ဒီ3ကန်တခုတရံသူပြီးဖြစ်တယ်အဲ့တော့တရံသူရဲ့စကြဆရာခဏပြောတယ်ဒီ3ကန်တခုရဲ့ area များအချို့ကလက်ဘက်အနားများတစ်သက်ကိများအချို့နဲ့ညီတယ်ဆိုတော့မှန်ကန်ချက်ကနေ DE square by AC square ဒီရှားတော့ဒီမှာ3/4နဲ့ညီပါမယ်အဲ့ဒီကနေပြီးတော့မှ DC/AC ရှားလိုက် square root of 3/2ဆိုပြီးရလိုက် ဆက်ရှင်လိုင်းရှားလို့ခြင်းတဲ့အဖြစ်ကိုရမှာပဲဖြစ်ပါတယ်အဲ့တော့ဆရာတို့ဆက်ကြည့်အောင်သူရဲ့ given အနေနဲ့ oh sorry သူရဲ့ proof အနေနဲ့ဆရာတို့ဘယ်လိုလာမလဲဆိုရင် angle AEB နဲ့ angle ADB က90 degree မို့လို့နှစ်ခုညီတယ်ဟောဒီတော့နှစ်ခုညီပါတယ်ညီရတဲ့ကြောင့်သူက cycle လေးဖြစ်မယ် ABD က cycle လေးဖြစ်မယ် cycle လေးပြတဲ့အကြောင်း alpha နဲ့ alpha 1နဲ့ညီပါမယ် corollary 1.4 chapter 8ကနေနော် အဲ့တော့ဒါဆိုရင်ရှာတော့ D3 ကတော့ခုတန်းသူကြောင့်ပြလို့ရပြီဖြစ်ပါတယ်။ဒါကြောင့်မို့ triangle DECN triangle ABC မှာ alpha က alpha 1နဲ့တူတယ်။ angle C နဲ့ angle C က common angles ပေါ့။ဒါကြောင့်မို့ D3 ကတော့ခုက AA similarity ကတန်းသူရင်အဲ့တော့တန်းသူတဲ့ကြောင့်တန်းသူ3ကတော့ခုရဲ့ area များအချို့ဒီ light path အနားအများကြီးနှစ်သက်ကိန်းများအချို့နဲ့တူညီပါတယ်။ဒီမှာ ဒီငကူရဲ့အချိုးကဆရာတော်ဘယ်လောက်တည်တာဆိုရင်3/4တည်တာပါတယ်အဲ့တော့ဆရာတော် square ပြောင်းကျင်တော့ဘက်ကြောင့် square root တင်လိုက်ရင် dc/ ac ကဆရာတော် square root of 3/2ရမှာဖြစ်ပါတယ်ဒီ dc/ ac ကဘယ်သတိကမှရှိလို့ဆိုဆရာတို့ကြည့်ရတဲ့အခါမှာဆရာဦးပြရတဲ့အတိုင်းဒီက3ကနေဆရာထုတ်ဆွဲလိုက်တယ် triangle adc right triangle adc မှာ ရူ3/2ရဲ့အတန်ဘွား cos 30 degree နဲ့ညီတယ်။ DC/ AC ကကြတော့ horizontal ထောက်ကနေကြည့်လို့ရှိရင် DC ကနီးစံအနားဖြစ်မဲ့ AC ကဒါမန်ကန်အနားဖြစ်ပါတယ်။အဲ့တော့နီးစံအနားကိုဒီဒါမန်ကန်အနားနဲ့စားတဲ့အချိုးကပါအချိုးလဲ cos အချိုးဖြစ်ပါတယ်။ဒါကြောင့်မို့ cos angle ACB ဒီနီးစံအနားကိုဒီနီးစံအနားဖြစ်တဲ့ DC ကိုဒီဒါမန်ကန်အနားဖြစ်တဲ့ AC နဲ့စား ကော့အကျိုးဖြစ်ပါတယ်ဒါကြောင့်မို့ DC ဘိုင် AC နေရာမှာ cos angle ACB တကောက်ပြန်ပြောပြမယ် root 3ဘိုင်သူက cos 30 degree ကျက်တာမှာဖြစ်ပါတယ် DC ဘိုင် AC ကဒီ triangle ကြည့်လို့ရှိရင် cos angle ACB နဲ့ညီပါတယ်ဒါကြောင့်မို့ cos ဖြောက်လိုက်တော့ angle ACB ဒီဇာတ်လို့ခြင်းတဲ့30 degree ဆိုတဲ့အဖြေကိုရလာမှာပဲဖြစ်ပါတယ် နံပါတ်18 ABCD are four points in order on a cycle ABCD တို့ဟာဆက်ဝိုင်း O မှာရှိတဲ့အမှတ်၄မှတ်ဖြစ်ကြပါတယ်တဲ့အဲ့တော့ဆရာတို့ဆက်ဝိုင်းတစ်ခုဆွဲလိုက်တယ်ဘဟုကိုဆရာတို့က O လို့ပေးထားပါတယ်အဲ့ဒီမှာအမှတ်၄မှတ်ဖြစ်တဲ့ ABCD ဆရာတို့ဆွဲလိုက်တယ် so that AB is a diameter AB ကအချင်းမြင့်ဖြစ်ပါတယ် and angle COD equal to 90 degree အဲ့တော့ဆရာတို့ angle COD လို့ဆွဲလိုက်တယ်90 degree မို့လို့ဒီမှာဒေါမန်တင်ငင်သားလေးဆရာတို့ထည့်လိုက်ပါတယ် AD produce and BC produce meet at E AD ဆက်ဆွဲမြင်နဲ့ BC ဆက်ဆွဲမြင်တို့ဒီ E ဆိုတဲ့အမှန်နဲ့စုံကြပါတယ် prove that area of triangle ECD equal to area of ABCD Arial Triangle ECD ဆိုရင်ဒီနေရာလေးဆရာတို့ဆက်ရပါမယ် Triangle ECD ရဲ့ area က area of ABCD နဲ့ညီကြောင်းသက်သေပြခံတာဖြစ်ပါတယ်အဲ့တော့ဒီ area နှစ်ခုညီကြောင်းသက်သေပြဖို့အတွက်ပရမအောင်ဆောင်နေနဲ့ triangle 3ကနှစ်ခုဖြစ်တဲ့ triangle ECD နဲ့ triangle အကြီးဖြစ်တဲ့ EAB ဒီ3ကနှစ်ခုကိုတရံသူကြောင်းအရင်ရှားအောင်ပါဖြစ်တယ်ပြီးတော့မှရှားလို့တရံသူရင် လက်ဘက်အနာဒရန်သူတဲ့သူရိကန်ကူရဲ့အေရိယာများအချို့ကလက်ဘက်အနာအမြိုင်နှစ်ထပ်ကိန်းများအချို့နဲ့ညီရဲဆိုတဲ့အမှန်ကန်ချက်ကနေစဉ်းစားပြီးဆရာတို့တွက်လိုက်လို့ရှိရင်ရောက်လို့ကျင်တဲ့အဖြစ်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ given အနေနဲ့ဆရာတို့ကစကေအိုမှာ ABS အဒိုင်မီတာ AB ရအချင်းချင်းဖြစ်ပါတယ်။ angle COD က90 degree ပေးထားပါတယ်။ proof အနေနဲ့ area of triangle ECD က area of ABCD နဲ့ညီချောင်းသက်သေပြနိုင်ပါတယ်။အဲ့တော့ proof သက်သေပြချက်နေနဲ့ဆရာခဏပြောတဲ့တြိကံအသေးနဲ့အကြီးကိုတရံသူချောင်းအရင်ပြမယ်။ပြတဲ့အခါမှာဆရာတို့ကဒီ triangle ECD နဲ့ triangle EAB မှာဆိုရင် angle E လျာတော့ common angle ပုံတော့ပေါ့။ပြီးတော့နောက်ထပ်တူတဲ့ဒါလို့ဆိုဆရာတို့ရှာကြည့်တဲ့အခါမှာ AB စီဒီယာစိုက်ကလစ်ဆောက်ဝိုင်းတွင်ကြစုကံမို့လို့ချက်ပတာအိမ်မှာရှိတဲ့ကော်ရီ1.4ရအနာသနာဆက်ဆွဲဖြစ်ပေါ်လာတဲ့အပြင်နောက်ကအသွေးမျက်နှာကျဉ်ဆိုင်နဲ့ဒေါင်းနဲ့တူတယ်ဆိုတဲ့အမှန်ကန်ချက်ကိုသုံးလိုက်ရင်နောက်ထပ်ဓာတ်ရုပ်ဆောင်ရလာမှာဖြစ်ပါတယ်။အဲ့တော့ဆရာတို့ရလာမဲ့ဓာတ်တွေက Alpha နဲ့ Alpha 1ညီတယ်ဒီမှာဆရာပုံလေးနဲ့ပြတာပါတယ် Alpha နဲ့ Alpha 1ညီတယ်ဆက်ဝိုင်းတွင်ကြစုကံဖြစ်တဲ့အတွက်ကြောင့် Corey 1.4ကညီပါတယ် ပြီးအန်ငယ်ဤအန်ငယ်ဤအကောမောအန်ငယ်ပုံသားလေးဖြစ်တယ်ဒါဆိုရင်ဒီတရိကနှစ်ခုက AA similarity ရတဲ့အတူမှာဖြစ်တယ်အဲ့ဒီမှာဆရာတရိကနေခေါ်တဲ့အခါမှာသူတို့ရဲ့အမှတ်တွေလိုက်ဖတ်နေဖို့အရေးကြီးပါတယ် triangle ECD လို့ခေါ်ခဲ့တဲ့အသေးမှာ ECD ဆိုတာ E ရပုံတော့ C ရတူတဲ့တော့ D ရကျန်တော့ပေါ့ ECD ဘုံတူကျန်ပေါ့ triangle ကြီးမှဆိုရင်လည်းဘုံတူကျန်ဆိုရင် E AB လို့ခေါ်มาဖြစ်တယ်အဲ့တော့ဇာတ်ခေါ်လာတာမှန်ပါတယ်အဲ့တော့3ကနှစ်ခုကတရန်တူပြီးဖြစ်တဲ့အတွက်ကြောင့်မှန်ငယ်ချက်က live ဘတ်တော့တွေတူတယ် live ဘတ်အနာတွေအချိုးတူတယ်ပြီးလို့ရှိရင် now မှန်ငယ်ချက်တစ်ခုကတရန်တူတဲ့3ကနှစ်ခုရဲ့ area များအချိုးက live ဘတ်အနာတွေရဲ့နရက်ကိများအချိုးနဲ့တူညီတယ်ဆိုတဲ့မှန်ငယ်ချက်အထက်ရှိပါတယ်အဲ့ဒီမှန်ငယ်ချက်ကိုဇာတ်သုံးမယ်အဲ့တော့သူရဲ live ဘတ်အနာတွေရဲ့နရက်ကိများအချိုးကိုခေါ်တဲ့အခါမှာ ဇာတ်ပေးချက်ကနေကြည့်ပြီးတော့မှဒီမှာ90 degree လို့ပေးထားဆိုကြောင့် Pythagoras theorem ဇာတ်သုံးမယ်သုံးနေစီမှာဆိုဇာတ် CD ကသူနဲ့တက်ဆိုင်မှုရှိတော့ပေါ့အဲ့တော့ CD ကိုခေါ်ဖို့ကြောက်စဉ် CD square by AB square သုံးမှရမှာဖြစ်ပါတယ် CD square ကိုခေါ်ရင်ဒီ90 degree ဇာတ်သုံးအောင်ပေးချက်အနေနဲ့ AB square ကိုသုံးဖို့ကြောက်လဲတိုင်းမိတာဆိုပြီးဇာတ်ပေးထားတာရှိပါတယ် ါကြောင့်မို့ live banner အချိုနဲ့တဲ့ဂိမ်းများအချိုခေါ်တဲ့အခါမှာဒီအချိုလေးရလို့ယူလိုက်မှာဖြစ်ပါတယ်အဲ့တော့ arial triangle acd by arial triangle eab equal to cd square by ab square ဆိုပြီးတော့ညီပါမယ်အဲ့ဒီမှာဆရာတို့ကဒီပေးချက်ကနေဆရာတို့ဘာတွေတီလိုက်မလဲဆိုရင် oa ob oc od ဒီမြင်းလေးချောင်းစလုံးက radius အချင်းဝတ်များဖြစ်ကြတယ်အဲ့ဒါကိုသင်္ကေတအနေနဲ့အာလို့ဆရာတို့ယူလိုက်ပါတယ်အဲ့ဒီမှာဟောဒီဒီဆရာဦးမှန်ချလိုက်တဲ့ triangle က right triangle ဖြစ်တဲ့အတွက်ကြောင့် pythagoras theorem သုံးမယ်ဒေါမန်ကအနားရဲ့နှစ်ထပ်ကကြံနားနှစ်ထပ်ပေါင်းခြင်းနဲ့ညီတယ်ဆိုတော့မှန်ကန်ချက်ကိုသုံးလိုက်တဲ့အခါမှာ cd square = oc square + od square အဲ့ဒီမှာဆရာတို့စာသွင်းတဲ့ oc square နေရာမှာ oc လဲ r OD square မှာလဲ OD လဲ R မို့လို့ R square plus R square ဆိုတော့ 2R square ရပါတယ် CD square ကဒါ CD square ရပါပြီ AB square ရှားဖို့အတွက် AB ဆိုတာ R plus R 2R ဖြစ်ပါတယ်အဲ့တော့ 2R ကိုရှားနှစ်ထပ်တင်ရမှာဖြစ်တယ်ဒါကြောင့်မို့သူဖြစ်ရ 4R square ဆိုတော့ ACD square လဲရပြီ AB square လဲရပြီအဲ့ဒါကိုရှားတော့ဒီမှာပြန်အစားသွင်းလိုက်မယ် CD square နေရာမှာ 2R 2R square AB square နေရာမှာ 4R square ပြန်အစားအသွင်းလိုက်တယ်။စားအသွင်းလိုက်တဲ့အခါမှာကြည်သွားတယ် R square R square 1/2ရပါတယ်။ပြီးတော့ဆရာတို့ဒီမှာဘယ်လိုသုံးလိုက်မလဲဆိုရင်ပိုင်းဝေးကိုပိုင်းကြီးမှာလာပြီးလည်းနှုတ်ပါမယ်။ဒီဘက်ချက်မှာနှုတ်ဟိုဘက်မှာလည်းနှုတ်ပါမယ်။ပိုင်းဝေးရတံမိုးပိုင်းကြီးမှာလည်းနှုတ်ပါမယ်။ Sorry ဒီအောက်အဖြစ်ရအောင်ပါ။ပိုင်းဝေးကိုပိုင်းကြီးမှာလည်းနှုတ်ပါမယ်။အဲ့တော့ဆရာတို့နှုတ်လိုက်တဲ့အခါမှာဘယ်လိုရလာမလဲဆိုတော့ area of triangle ECD by area of triangle EAB minus area of triangle ECD equal to 1 by 2 minus 1 pi way ကိုပိုင်းကြည့်မှာလာနှုတ်တာဖြစ်ပါတယ်အဲ့တော့အောက်မှာ area of triangle EAB တွေက area of triangle ECD ကိုနှုတ်မှာ EAB ရဲ့ area တွေကနေ ECD ကိုနှုတ်လိုက်လို့ရှိရင်ဟောဒီဆရာလိုချင်တဲ့ area of ABCD လေးကြာမှာဖြစ်တယ် ဒါဆရာတို့လိုချင်တဲ့အဖြေရမယ်ဒီဘက်ချန်ကဒီဘက်မှာလည်းသူတွေက1လုံးလိုက်ဝမ်းမဲရမှာဖြစ်တယ်အဲ့တော့ area of triangle ecd by area abcd are 1အဲ့တော့ဟိုဘက်သွားပြီးများလာတော့လိုချင်တဲ့အဖြေနှစ်ခုညီသွားပြီးဆိုတဲ့အမှန်ကန်ချက်ကိုရလာမှာပဲဖြစ်ပါတယ်